တကုံမြို့တဲ့ရှေးပိုင်းမြို့နယ်တိပိတကမဟာကဏဝင်းနိကေကျောင်းတိုင်တာမဏိကျော်6ဘွယ်သန္ဒနာဒဆဓမ္မစရိယဘွယ်ဝိနည်းတရဝိနည်းကောဝိဒဒီကဘာနကပိတကနှပုံဆောင်သန္ဒနာအာဇာနည်ဖြစ်တော်မူသည့်အရှင်ပညာသာမီလင်္ကာရဤအထုပတိအကျင့်ကိုဘုရားတပည့်တော်ရှင်ကိတ္တရပြည့်နယ်ကုန်မှရုပ်ပပူဇော်ပါမယ်ဗျာ အရှင်ပညာသမီးလင်္ကာရစကိုင်းတိုင်းဒေသကြီးဒဇယ်မြို့နယ်ရွှေအိုင်ကြီးရွာ ခမီတော်ဦးတောင်ညော့မေတော်ဒေါ်တတ်ရီတို့မှ1353ခုဝါကုံလဇန်12ရက်ဇာတပတိနေ့မှာမွေးဖွားတန့်စင်တော်မူသည့်တာဝုရတနာဖြစ်ပါတယ်အရှင်ပညာသမီးလင်္ကာရသည်1364ခုဥဒကုလဇန်9ရက်တောက်ကြနေ့မှာခမီတော်ဦးတောင်ညော့ မေရတော်တိုက်ရီတို့ရဲ့ပစ္စယလောကကိုခံယူကစကိုင်းတိုင်းဒေသကြီး၁၀မြို့နယ်ရွှေရိုင်ကျေးရွာ ပြင်ကုန်းကျောင်းဆရာတော်ဗတ္တန္တနရိန္ဒကိုဥပစေပြုပြီးရှင်သာမဏေဖြစ်သူရောက်ရှိခဲ့ပါတယ်။1385ခုကဆုံလပြည်ဗုဒ္ဓနေ့တွင်ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ငါးတကြီးကျောင်းတိုင်ဒေါနုခင်ကျောင်းဆရာတော်ဗတ္တန္တနန္ဒိယကိုဥပစေပြု၍ရန်ကုန်တိုင်းဒေသကြီး တောင်တကုံမြို့နယ်အမှတ်နေရက်ကွယ်ညကြီးနာလန်းအမှတ်၁၈နေဖခင်ကြီးဥစိန်မြင်းအားရည်စူး၍မိခင်ကြီးဒေါ်ယုံကြီးကိုအမှုထားလျက်ရဟန်းဓာယိကာမဒေါ်တင်တင်ကြီးမိသားစုဦးကျော်စွာမင်းဒေါ်အေးနိုင်မင်းဘုံရွှေကုမ္ပဏီများအုပ်စုမိသားစုဦးမိန်ဓာဒေါ်တန်တန်မော်ဤမမတ်ခိုင်စာမိသားစုဦးထွန်းတင်ဒေါ်ဆန်းမြမိသားစုတို့ရဲ့ပစ္စယနုကာကိုခံယူပြီး မြင့်မြတ်တဲ့ရဟန်းဖြစ်သူရောက်ရှိခဲ့ပါတယ်။ကျေးဇူးကြီးမားတဲ့ဆရာတော်များကတော့စကိုင်းတိုင်းဒေသကြီး၃၀မြို့နယ်ရွှေရံကြီးရွာတာစီကျောင်းဆရာတော်ဗဒန္တကောဝိဒာပြင်ကုန်းကျောင်းဆရာတော်ဗဒန္တနရိန်ဒာရွာဦးကျောင်းဆရာတော်ဗဒန္တသီလာစာရာရန်ကုန်တိုင်းဒေသကြီးခရမ်းမြို့ဓမ္မိကာရမကျောင်းဆရာတော်ဗဒန္တတုံတရအမှုပြုသောစာချဆရာတော်များ ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ငါတကြီးကျောင်းတိုင်းဒုံတို့ခင်ကျောင်းဆရာတော်ဗဒ္ဒန္တနန္ဒီယာဗဒ္ဒန္တအိန္ဒာစာရာရန်ကုန်တိုင်းဒေသကြီးမော်ပြည်မြို့နယ်မဟာသင်္တော်ယိုကြီးရွာသင်္တော်ယိုတိပိဒကမဟာကန္တာရအကျောင်းတိုင်ဆရာတော်ဗဒ္ဒန္တစန္ဒီမာသာသနာ့တစဓမ္မစရိယဝိနည်းအဓိကဓမ္မစရိယခဏဝဆကဓမ္မစရိယ MA ပါဠိ ရန်ကုန်တိုင်းဒေသကြီးတိပိဋကမဟာကဏယုံចောင်းတဲ့ကြီးများဤဘုဇိဗရဏနာယကတိပိဋကတရာဓမ္မဗန္တာဂာရိကအဂမပန္ဒိတာအဘိဓမ္မပါဠိပါရကုပရိယတ္တိသာသနာလင်္ကာရအကျော်အရှင်သူမင်္ဂလာလင်္ကာရဆရာတော်ဘုရားကြီးနေယခုလက်ရှိဗရဏနာယကဆရာတော်အရှင်ကဝိဒဇာအဂမဂန္ဓဝဆကပန္ဒိတာအရှင်ညာနေတရာ အဂမပန္တိတာအရှင်ပညာဝန္တလင်္ကာရဝိသိဋ္ဌမူလအာဘိဓမ္မိကစတဲ့နာယကစာချဆရာတော်များရန်ကုန်တိုင်းဒေသကြီးတကုံမြို့တည်ရှိပိုင်းမြို့နယ်တိပိဒကမာကနဝင်းဤကဲကျောင်းတိုင်ဥစည်းပရဏနာယကဆရာတော်တိပိဒကတရာဓမ္မဗန္ဓဂာရိကအဂမပန္တိတာဗဒ္ဒန္တဝါယမိန္တာ ပြီဝန္တအရှင်ပညာဝန္တလင်္ကာရတိပိဒကတရာတိပိဒကကောဝိတာ အရှင်ဝိသိဒ္ဓသာရတိပိတကတရာအရှင်သစ္ထာညာနာလင်္ကာရတိပိတကကောဝိဒစာသောနာယကစာချဆရာတော်များဖြစ်ကြပါတယ်အရှင်ပညာသမီးလင်္ကာရကမန္တလေးမြို့ရန်ကုန်မြို့ပဲခူးမြို့မော်လမြိုင်ကျွန်းမြို့တထုံမြို့နဲ့ရန်ကုန်မြို့ကပ္ပာယီတိပိတကမဟာကန္တာယုံကျောင်းတိုက်မှာကျင်းပါတဲ့တာမဏိကျော်ဆာမွေးပွဲတွေကိုလည်းအောင်မြင်ပြီး ပရိယတိသာသနာဟိတသာမဏေကျော်ဘွဲမင်္ဂလာပြုဟာသာမဏေကျော်ဘွဲ ပရိယတိသတ္တမရခိတသာမဏေကျော်ဘွဲပရိယတိသာသနာလင်္ကာရသာမဏေကျော်ဘွဲ ရွှေပါရမီသာမဏေကျော်ဘွဲခဏဝါစကသာမဏေကျော်ဘွဲတို့ကို၎င်းအစိုးရနိဂေသာမေဘွဲဝိနည်း၅ချမ်းကို အောင်မြင်၍ဝိနည်းအဝိတုဘွဲအင်္ဂုတ္တရ၁၁ချမ်းကိုအောင်မြင်၍အင်္ဂုတ္တရနိဂာယဝိတုဘွဲအဘိဓမ္မာ၈ပိုင်း၂ချမ်းကိုအောင်မြင်၍အဘိဓမ္မာဝိတုဘွဲ ဝိနည်းပိဋကမဟာဝိဓုတံကိုအောင်မြင်၍ဝိနည်းမဟာဝိဓုဘွယ်ရန်ကုန်မြို့ဒေါက်တာခင်ခင်ကြီးပရိယတ်ဒီဖောင်ဒေးရှင်းကကျင်းပတဲ့ပိဋကသုံးပုံပါဠိတော်မြန်မာပြန်စာမေးပွဲမှာအဘိဓမ္မာရှေ့ပိုင်းနှစ်ကျမ်းကိုအောင်မြင်၍အဘိဓမ္မာမာမကဘွယ်တို့ကို၎င်းနိုင်ငံတော်အစိုးရမှကျင်းပတဲ့ပထမပြန်စာမေးပွဲတွင်ပထမငယ်တန်းပထမလက်တန်းပထမကြီးတန်းဓမ္မစရိယာတန်းတို့ကိုအောင်မြင်၍သာသနာ့တစဓမ္မစရိယာဘွယ် ရန်ကုန်မြို့နယ်နှင့်မြောက်ကလာဘမြို့နယ်လုံးဆိုင်ရာစိမ့်မပရိယတ်ဒီနှုတ်ကပရမပြန်ဆောင်ဝဲကြီးတွင်ဓမ္မစရိယာတန်းကိုအောင်မြင်၍စိမ့်မပရိယတ်ဒီနှုတ်ကဓမ္မစရိယာဘွဲ့ရန်ကုန်မြို့ကဘာယီတိပိတကမာကနာယုံကျောင်းတိုက်ဓမ္မစရိယာတန်းဆောင်ဝဲကိုအောင်မြင်၍ခဏဝါစကဓမ္မစရိယာဘွဲ့တို့ကို၎င်းဏိကယုတ်စိုးတကသမိတိဏိကေသန္တနာတော်ထုံကားဤအသင်ဘာနကဆာမွေးဘွဲ့တွင်ဝိနည်းငါးကျမ်းကိုအောင်မြင်၍ မိဂာယုတ်သောတကတမိတိဝိနယတရာဘွဲ့တုတ်သုံးချကို အောင်မြင်၍မိဂာယုတ်သောတကဒီကဘာရကဘွဲ့တို့ကို၎င်း80စေကြိမ်မြောက်တိပိတိကတရာတိပိတိကကောဤတာရွေးချယ်ရေးဆောင်မွေးဘွဲ့၌ဝိနည်းရှိပိုင်းတချမ်းကိုအာဂုံပြန်ဆိုအောင်မြင်၍ဥပရောဝိပင်ကတရာဘွဲ့တို့ကို၎င်း82ကြိမ်မြောက်တိပိတိကတရာတိပိတိကကောဤတာရွေးချယ်ရေးဆောင်မွေးဘွဲ့၌ဝိနည်းနောက်ပိုင်းသုံးချမ်းကိုအာဂုံပြန်ဆိုအောင်မြင်၍ဝိနယတရာဘွဲ့ကို၎င်း 83ချိန်မြောက်တိပိဒကတရာတိပိဒကကိုဝိဒရွေးချယ်ရေးဆောင်မွေးပွဲ၌ဝိနည်းရှိပိုင်းကြံကိုသဘောရေးပြီးအောင်မြင်၍ဥပဒေဝိပင်ကကိုဝိဒရပွဲကို၎င်း86ချိန်မြောက်တိပိဒကတရာတိပိဒကကိုဝိဒရွေးချယ်ရေးဆောင်မွေးပွဲ၌ဝိနည်းနောက်ပိုင်း3ချမ်းကိုသဘောရေးပြီးအောင်မြင်၍ဝိနည်းအကိုဝိဒရပွဲကို၎င်း89ချိန်မြောက်တိပိဒကတရာတိပိဒကကိုဝိဒရွေးချယ်ရေးဆောင်မွေးပွဲ၌တုတ်3ချမ်းကိုအာဂုံပြန်ဆိုအောင်မြင်၍ဒီကဘာနက ဒိဗိဒကဒရဘွဲကို၎င်းအတိအသေးစုခုရရှိခဲ့ပါတယ်။ယခုကဆရာတော်အရှင်ပညာသာမီလင်္ကာရကတကုံမြို့တည်အရှိပိုင်းမြို့နယ်ဒိဗိဒကမဟာကန္တဝင်ဤကဲကြောင်းတိုက်ဗရဏမဟာနာယကဒိဗိဒကဒရဓမ္မဗန္နာဂာရိကအကမဟာပန္နိတရေစကြိုဆရာတော်ဘုရားကြီးရဲ့အရေးအောက်၌အထက်တန်းပရိယတ်တိစာပေများကိုဆက်လက်လေ့လာစီဝင်သာသနာပြုလျက်ရှိပါကြောင်းဆရာတော်ဤထေရုပ္ပတ္တိအား ြုတ်ပပူဇော်၍ဝမ်းမြောက်စွာတာဓုခေါ်ဆိုအပ်ပါ၏တာဓုတာဓုတာဓု